စစ်တွေမျိုးကနေစစ်ပီးတင်းချောင်ဖို့သွားတဲ့စစ်တွေဒီတာခံအယောက်30ကျော်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။ဖမ်းဆီးခံခဲ့ရတဲ့စစ်တွေဒီတာခံအယောက်30ကျော်အထက်မှာခလီငယ်တွေနဲ့အမျိုးသမီးတွေလေးပါဝင်ပြီးစစ်တွေမျိုးနေတိုင်းဖြူကြီးရွာကကြီးရွာသား10ယောက်လေးပါဝင်တယ်လို့သိရပါတယ်။သူတို့ဟာပြီးခဲ့တဲ့ဧပြီလ22ရက်နေ့ညနေ9:00လောက်မှာ စစ်တွေမျိုးကနေပေါတော်မျိုးနေကိုတွားရောက်စစ်ပီးတင်းချောင်ဖို့ပြင်ဆင်နေတဲ့အချိန်မှာစစ်တွေမျိုးမိဇံရက်ွက်က BHT ကိုရီးယားစစ်ကမ်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးတာကိုခံလိုက်ရတာပါဖမ်းဆီးခံရသူတွေဟာစစ်တွေမျိုးရင်းတိုက်ပွဲတွေဖြစ်ပွားလာမှာကိုစိုးရိမ်တာအလုတ်ကင်ရှာပါတာစားတဲ့အခါတွေပြက်လက်တာစားတဲ့အခက်ခဲတွေကြောင့်စစ်တွေမျိုးကနေလွမြောက်နေမြေပေါတော်မျိုးနေကိုစစ်ပီးတင်းချောင်ဖို့ ပွေးစားတွေနဲ့ချိတ်ဆက်ထွက်ခေါ်ဖို့ပြင်ဆင်နေတဲ့အချိန်မှာဖန်စီခံလိုက်ရတာလို့စစ်တွေမျိုးခန့်တယောက်ကပြောပါရယ်။အဲ့ဒီလိုစပီးတင်းရှောင်ဖို့အတွက်တယောက်ကိုငွေကျပ်၄သိန်းစီပွေးစားကိုပေးဆောင်ခဲ့ရတယ်လို့လည်းသိရပါရယ်။